ဒီပဲနဲ့ဒါကတိတ်ကနဲ့တိတ်ကနဲ့ဆိုပြီးတော့တို့ကခုတ်ထွင်ပြီးတော့တို့ရဲ့လောဘအရာမဟာမျက်မှုနီဘုရားကြီးမှရှိတဲ့ဗဘူးဆိုင်တစ်ဆိုင်မှာတို့ကတွားပြီးရောင်းကြတယ်အဲလိုနဲ့အဲကျွန်းနဲ့တုံးကြီးကိုဝယ်ထားတဲ့ဗဘူးဆိုင်မှာရှိတဲ့အလုပ်သမားတွေကနှစ်ရက်ကိုတယောက်လုံးနဲ့ပုံမှန်ကိုသိနေကြတယ်ဒါထူးခြားဖြစ်စင်ပေါ့နော်တခါမှလည်းယောဂကြီးမှမှရှိရလဲမဟုတ်ပဲနဲ့ရုပ်ရည်ကြီးဒီကျွန်းတုံးကြီးတို့ဆိုင်ကိုရောက်ပြီးတော့မှပဲအလုပ်သမားတွေကနှစ်ရက်ကိုတယောက်လုံးနဲ့ပုံမှန်သိနေတဲ့ခါကျတော့ဆိုင်ချင်းကအရန်လန်သွားပြီးတော့မန္တလေးမှာရှိတဲ့နာမည်ကြီးပေရင်ဆရာတစ်ယောက်ကိုတွားမေးခဲ့တယ်အဲလိုတွားမေးတဲ့ခါကျတော့မှဒီကျွန်းတုံးကြီးကတမန်ကရှင်ကကျွန်းတုံးကြီးမဟုတ်မှန်းသိလိုက်ရတယ်ဒီကျွန်းတုံးကြီးကြောင့် င်ပဲသူ့ရဲ့လုံသမားတွေခိုက်ပြီးတည်သွားတယ်သူ့ဆိုင်လည်းခိုက်နေတယ်သူ့မိသားစုလည်းခိုက်နေဆိုတော့သူတိလိုက်တဲ့ခါကျတော့ဒီကျောင်းလုံးကြီးကိုနီးမျိုးစုံနဲ့လွတ်ပြစ်ဖို့သူကပြင်နေတယ်အဲ့လိုပြင်နေတော့မှပဲတိုက်တဲ့ဆန်တိုင်းရောက်တော့အဖေကြီးကသူ့ရဲ့အိမ်မက်အရာအဲ့ဒီဘဘူးဆိုင်ကိုဆိုက်ဆိုက်မြက်မြက်ကြီးကိုရောက်သွားခဲ့တယ်ခင်ဗျာဘဘူးဆိုင်ရောက်သွားတော့ပိုင်ရှင်သူရနေသူကသူမြင်တဲ့ကျောင်းလုံးကြီးကိုတွေ့ရတယ်ဒါသူ့အိမ်မက်ထက်ကကျောင်းလုံးကြီးမှတန်းစီတာနဲ့ဒီကျောင်းလုံးကြီးကိုဘလောက်ပေးရမေးရဝယ်မဲဆိုပြီးတော့ဘဘူးဆိုင်ကပိုင်ရှင်ကိုကန့်လန့်လိုက်ပိုင်ရှင်ကလည်းဘလောက်တောင်ကျောင်းလုံးကြီးကိုစိတ်နာနေတယ်မသိဘူး တရားမှမမေးပါနဲ့ဗျာကျုပ်ဆိုင်မှာမထားရပြီဆိုပြီးတော့ရောက်ကော်ဖီတက်ထဲကိုအတင်းထိုးထည့်သွားတယ်ဒါလည်းထူးခြားချက်တစ်ခုပေါ့နော်အဲ့ဒါနဲ့ရောက်ကော်ဖီရဲ့လက်ထဲကိုဒီရေစံကျုံးနဲ့ကြီးကရောက်လာခဲ့ နောက်တော့ရောက်ခေါ်ပြီးရဒီရည်စံကျွမ်းတဲ့ကြီးကိုသူ့အိမ်မက်ပေးထားတဲ့ဖယားမူးနီတိုင်းပေါ်အောင်လို့ထုတ်လို့ရတဲ့ဗဟုဆရာတွေကိုရှာဖွေတဲ့အခါမှာမန္တလေးတန်ပါရီရဲကဗဟုဆရာနှစ်ယောက်ရခဲ့တယ်။အဲဒီဗဟုဆရာနှစ်ယောက်ကိုဒီဖယားကြီးကိုထုတ်လုပ်ခိုင်းတယ်။အဲဒီထိကာလာတော့ကဗဟုဆရာနှစ်ယောက်ကသူတို့ရဲ့လက်ခပြေငွေကျပ်9သိန်းချပ်ကိုတောင်းနေကြ။မင်းတို့တောင်းတဲ့နှစ်ဆောက်ပေးမယ်လို့ငါလိုချင်တဲ့ပုံစံတိုင်းရအောင်သာထုတ်ပေးလေဆိုပြီးတော့ရောက်ပေါ်ပြီးရမိတ်ငယ်ဒီဖယားကြီးထုတ်လုပ်တဲ့အချိန်ကာလတစ်လကြာနေပါတယ်။အဲလိုနဲ့ညံတော်9ပေလေးလက်မှနဝင်းတဲ့အပြည့်ရခဲ့တယ်။ယခုကျွန်တော်တို့ခုမျောနေရတဲ့ဂျေဆန်ကျုံးနဲ့ရွာတော်မြေကြီးဖြစ်လာခဲ့ပါတယ်။ကျုံးနဲ့ ဆိုတာကလည်းနဝင်းဖြစ်ပါတယ်။ဘုရားကြီးရဲ့ဉာဏ်တော်၅ပါးလေးလက်မှာဆိုတာလည်းနဝင်းဖြစ်ပါတယ်။ရောက်ကောခရိယဝိဇ္ဇာတို့အတတ်ပညာအရဒီဘုရားကြီးမှာတိဋ္ဌိအပေါင်းခောက်ထက်ထက်ပြီးတော့ upgrade လုပ်တဲ့အနေနဲ့ ဘုရားကြီးရဲ့နေလုံးတော်မှာဗဒံများတွေတွင်းခဲ့တယ်။ဗဇက်တော်မှာကမိုးကြိုးလက်သေးကုန်တွေမှာဗဒားတွေထည့်ခဲ့ပါတယ်။ဘုရားကြီးရဲ့မကိုက်တွေစီချယ်ထားတဲ့လက်ဝတ်ရတနာတွေကလည်းရတနာအစ်စ်တွေလို့တည်ရပါတယ်။ဘုရားကြီးရဲ့အောက်မှာလည်းပလင်တော်ကလည်းတော်တော်လေးထူးခြားတယ်ဗျ။ကြာပန်းပေါ်တော့ဒီကြာပန်းရဲ့အောက်မှာလည်းဂံမီယာဖားလေးတွေကိုအဆောင်အုံနဲ့ထားထားတယ်လို့တည်ရပါတယ်။တချို့တွေကလည်းဒီဂံမီယာဖားတွေစီမှာလာပြီးဆူတောင်းနေဆိုလို့ရှိရင်ဆူတောင်းနေပြီးတယ်အစီရင်တွေအောင်တယ်။ပွဲတွေလည်းအောင်မြင်ခဲ့တယ်လို့လည်းပြောကြတယ်။ဒီရုပ်ဝါတော်ကြီးပြီးပြီးသွားတဲ့အချိန်မှာရောက်တော်ခေကြီးကသူတာသနာပြုနေတဲ့ငကမောက်တောင်ပေါ်မှာပူဇော်ထားခဲ့ပါတယ်။ဒါပေမဲ့ရောက် ော်ဗီဒီယိုအိမ်မက်ရပြန်ပြီးဆက်သွယ်လိုက်တယ်။ဒီစင်းတော်ကြီးကနဂမောက်တောင်ပေါ်မှာတရင်မတုံးချင်ဘူး။မဟာကန်တော်ဝင့်ကုန်းမှာပဲတရင်တုံးမယ်ဆိုပြီးတော့အိမ်မက်ရဆက်သွယ်လိုက်ပါတယ်။အဲ့လိုနဲ့ဒီစင်းတော်ကြီးကကျွန်တော်တို့ရှေ့မှောက်ကိုအခုလိုပဲရောက်ရှိလာတာဖြစ်ပါလိမ့်မယ်။ရောက်တော်ဖေကြီးကတော့ယခုအချိန်မှာဝိဇ္ဇရူတို့လမ်းစဉ်အရာအရှင်ထွက်ထွက်သွားနေပါပြီ။ရုပ်ကလက်တော်ကြီးကတော့ယနေ့အချိန်ထိ မန္တလေးနဲ့မိုးကုတ်ချာမှာရှိတဲ့နိုင်ငံမောက်တောင်ပေါ်မှာမပေါ်မတိုးပဲနဲ့ကြောက်ဖြစ်ပြရှိနေပါတယ်။ဒီဖျားကြီးကရောက်တော်ပြီးရဲ့အိမ်မက်ရထူးထူးဆန်းဆန်းပူဇော်ထားတဲ့တိတ်ထီအောင်ရေစံကျုံးနဲ့ဖျားကြီးဖြစ်တယ်။ဒီဖျားကြီးမှာပြုလုပ်ထားတဲ့အစီအစဉ်တွေရတော့ကျုံးနဲ့ဖျားကြီးဖြစ်တာတခြားလို့ ဝိဇ္ဇတော်ကြီးတွေကိုယ်တိုင်တည်ထားခဲ့တဲ့ဘုရားကြီးဖြစ်တာကြောင့်လို့မဟုတ်ဒီဘုရားကြီးကလောကီလောကုတ္တရာနှစ်ဖြာသောအကျိုးတွေကိုပြည့်စုံစေပြီးတော့စူတောင်းအဋ္ဌထံတွေပြည့်တယ်လို့လည်းနာမည်ကြီးပါတယ်ခင်ဗျာနောက်တစ်ခုကပဋ္ဌာန်းဆက်မှန်မှာပဲဒီနေရာကိုရောက်တယ်လို့လည်းသိရပါတယ်ကျွန်တော်တို့ပဲကြည့်တယ်အနည်းဆုံးဖြစ်နေပြီးတော့မှအခုမှသိဝင်ရခဲ့တယ်ကြုံကြိုက်တဲ့အခါလေးမှာတွားရောက်ဖူးမြော်ပြီးတော့ကုသိုလ်တွေပြုကြဖို့ကျွန်တော်ဒီနေရာနေတိုက်တွန်းလိုက်ပါတယ်ကျွန်တော်တတိပေးချင်တာတစ်ခုတော့ရှိတယ်ဒီဘုရားကြီးမှာခွေးလေးတွေတော့နည်းနည်းပေါ့လေခင်ဗျာအဝင်ကမှလည်းခွေးလေးကယူဆိုင်ပါဘုရားထဲမှာလည်းစုတ်ဆက်မဝင်ပါနဲ့ခွေးလေးပါလေးနည်းနည်းကယူဆိုင်ပါလားကလေးလေးတွေပါလာကြလို့ရှိရင်ခွေးလေးတွေနဲ့အဆင်မပြေပါဆိုလို့ ါလေးကိုယူဆိုင်ပါလို့ကျွန်တော်မှားချင်ပါတယ်။ဘာလို့မွေးတိုင်းကတ်ချင်တာအောက်မှာအဆောင်ရှိဒီကောင်ဘယ်လိုကြော်ချင်တော်ပါပြန်ခွေးမွေးတိုင်းဟုတ်လားကြည့်။ကတ်ပြီးတော့မှာဆက်ကြောက်ပါလား။ဆက်ကြောက်နေတာကမှကျွန်တော်တို့ကြတော့ကျွန်တော်တို့ကြဘာမှမရှိရင်။ဘာမှမရှိတော့တက်ပြဲပြောင်းပါတော့။ဒီကောင်တကယ်လုံးမဲ့ယုံပြကျွန်တော်ကြောက်။ဟိုတို့အမြအမြအမြပြီးတော့ကြောက်ပါတော့။ငင်းကောင်းစားရတဲ့အခါမှာတကယ်ချင်းကောင်းအောင်တတိယရည်ဆိုတဲ့ခါကျခုလိုထူးဆန်းတာရဲ့ဂျုံတဲ့ခါကျတော့ကျွန်တော်ကအရက်မိတ်ဆွေတို့တတိယပြီးတော့ ကျွန်တော်ဒီဗီဒီယိုလေးကိုဖန်ပြီးတော့ဓမ္မခန္ဓာကျွန်တော်ပြင်ပြထားပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေအနေနဲ့အခုလို့အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်